ဆွေးနွေးပွဲစာပြီးတာနဲ့ statement ထုတ်တယ် statement ထွက်တယ်မှာသမရဖန်ကလည်းမှတ်ထုတ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် စတိတ်မန့်ဆိုတာကနှစ်ဖက်လုံးအပြစ်ခက်ဒီစစ်ပွဲတွေရကြဖို့ဒီ escalation မှာနောက်ဆုံးကြဖို့ပြီးတော့အစ္စရေးနိုင်ငံကကာကွယ်ကိုရှိတယ်ကိုကိုကာကွယ်ရှိတယ်အဲ့ဒီ statement ကိုပထမသမ္မတထရန့်ကသဘောမတူဘူးလက်မှတ်မထိုးဘူးလို့အတန်ထွက်နေပါတယ်။တချိန်တော့ကလည်း G7 စည်းဝေးမှာအဲ့လိုသမ္မတထရန့်ကလက်မှတ်မထိုးဘဲစောစောကြီးပြန်သွားတာရှိတဲ့အတွက် ဒီ G7 ခေါင်းဆောင်တွေကဒီတကလဲတယ်ဗျအဲ့တော့သမနာထွန်းကအရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူကဆုံးဖြတ်နိုင်တဲ့အင်အားလည်းရှိတော့သမနာထွန်းရဲ့အကြိုက်သူ့ကိုမြှောက်ပြောတယ်သူ့နဲ့အဆင်ပြေအောင်နေတယ်သူ့ကိုဘူးမအဆန့်ကျင်ပြီးစကားမပြောဘူးအဲ့တော့ G7 ခေါင်းဆောင်တွေကသမနာထွန်းကိုမြှောက်ပြောပြီးတော့သမနာထွန်းနဲ့အဆင်ပြေမဲ့စကားတွေလိုက်ပြောပြီးတော့သူတို့မရရအောင်ညှိတာပေါ့သူတို့ဒီ9ယောက်ပေါ့နော် G7 Plus ပေါ့ EU ပေါ့ EU ခေါင်းဆောင်တွေ is is the world wine မှာစီဝေပမှာစာခင်မှာပြည်သစ်သမ္မတနဲ့အီတလီဝန်ကြီးချုပ်နဲ့ကတ်ကတ်ရထိုင်နေကရီတာဝန်ကြီးချုပ်နဲ့အမေရိကန်သမ္မတနဲ့ကတ်ရထိုင်နေအဲ့ချိန်မှာပြည်သစ်သမ္မတနဲ့အီတလီအီတလီဝန်ကြီးချုပ်အမျိုးသမီးတို့ကတူ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 နဲ့တကူကူတို့ပြောပြီးတော့အီတလီဝန်ကြီးချုပ်ကလက်မထောက်ပြတာတော့သူတို့အခြေချင်းဒါပြောနေကြတာပြောချင်တာကအီတလီဝန်ကြီးချုပ်လည်းလက်ရမှာပဲပြောချင်တာကဘသူကိုမှဘသူ မတိုက်ခိုက်ပဲနဲ့ဒီသူတို့လိုချင်တာကိုရဖို့အတွက်သမရထရန်ကိုသူတို့ကမြောက်ပြီးပြောတာပေါ့အဲ့ရနေမှာသူတို့ဆွေးနွေးပွဲစပြီးတာနဲ့ statement ထုတ်တယ် statement ထွက်တယ်မှာသမရထရန်ကလက်မှတ်ထိုးသွားတယ်အဲ့ဒီထဲမှာနှစ်ဖက်လုံးဒီ escalation ကိုအပြစ်ခက်ရကြရမယ်ပြီးတော့ Israel နိုင်ငံ defend သူကိုယ်သူကာကွယ်မှုရှိရမယ်ပြီးတော့ Iran နိုင်ငံကဘရောမှာ nuclear လက်နက်မပိုင်ဆိုင်ရဘူး အဲ့ဒီအချက်ကိုထည့်လိုက်တယ်ပြီးတော့ကဘာကြီးရဲ့ဒီဖြစ်လာတဲ့ဒီအနေအထားများကြောင့်ရေနံစည်းကွက်ကြီးမတိမတိဖြစ်တာကိုလက်မခံဘူးဒီချက်တွေပါတယ် statement ကိုသူတို့ထုတ်လိုက်ကြတယ်သဘောတူလိုက်ကြတယ်ပေါ့သမဏထွန်းလည်းလက်မှတ်ထိုးသွားတယ်ပြည်ထောင်နေသမနာထွန်းကချက်ချင်းစည်းဝေးကနောက်တရက်ရှိဒီနေ့ရှိသေးတယ်မနေတော့ပဲချက်ချင်းပြန်သွားတယ်သူပြောတာကအလွန်အမတန်အရေးကြီးတဲ့ကိစ္စဖြစ်နေပြီအဲ့တော့သူပြန်တော့မယ်အဲ့တော့အင်ဗျူတော်ကိုလည်းသူအမိတ်ပေးလိုက်တယ်သူ့ရဲ့ဝန်ကြီးတွေအားလုံးဒီ situation room လို့ခေါ်တဲ့အရေးပေါ်စစ်ပွဲကာလမှာလုပ်တဲ့အခမ်းအနားမှာအစင်းသင်းဆောင်နေသူလာပြီအဲ့တော့အရေးကြီးတဲ့ကိစ္စတခုဖြစ်ပြီးသူပြန်ရတော့မယ်ပြီးတော့သူရဲ့သူ့ရဲ့ Twitter မှာတက်ရေးသွားတယ်ဒီအီရန်မျိုးမှာရှိနေတဲ့အီရန်ပြည်သူတွေအားလုံးရှောင်ကြရှာကြတော့သူလာပြီဆိုပြီးတော့ပြန်သွားပြီအဲ့တော့တခြားကမ္ဘာကောင်းဆောင်တွေပေါ့เนาะဒီ G7 စီးပွားမှာဖိတ်ထားတဲ့ဩစတြေးလျတို့ တခြားနိုင်ငံတွေရဲ့ခေါင်းဆောင်တွေလည်းဖိတ်ထားတယ်ဒီနေ့သမ္မတထွန်းနဲ့တွေ့ဖို့အစီအစဉ်ရှိတယ်အဲ့ဒါဒီအလုံးပြက်ကုန်တာပေါ့အဲ့ဒီခေါင်းဆောင်တွေကတော့သမ္မတနဲ့ထွန်းနဲ့တွေ့ရမလားဆိုပြီးတော့လာတာပြက်ကုန်တာပေါ့ဗျာစိတ်ပြက်ကြတာပေါ့အဲ့ဒါနဲ့သမ္မတထွန်းလာဘူးဘုန်းတော်ဝေပြန်သွားပြီအရာကတာထူကြချက်တခုပေါ့နောက်ထပ်ထူကြချက်တခုကပါလဲဆိုတော့ကမ္ဘာထောက်လန်ရေးတွေမှာအမျိုးသမီးခေါင်းဆောင်ထောက်လန်ရေးအမျိုးသမီးခေါင်းဆောင်အလွန်တန်ရှားပါတယ် ကျွန်တော်တို့ UK နိုင်ငံက MI6 လို့ခေါ်တဲ့ထောက်လှမ်းရေးအကြီးအကဲကိုဝန်ကြီးချုပ်ကအမျိုးသမီးထောက်လှမ်းရေးတမတယောက်ကိုခန့်လိုက်ပါပြီ UK နိုင်ငံရဲ့တမိုင်းမှာတော့ထောက်လှမ်းရေးအကြီးအကဲကိုအမျိုးသမီးခန့်တာဒီတစ်ခါပဲရှိပါသေးတယ်အဲ့တော့အမျိုးသမီးထောက်လှမ်းရေးဘူးက UK တနေငံလို့ရဲ့ MI6 ပေါ့စစ်ထောက်လှမ်းရေးပေါ့ပြုတ်ဝဲထောက်လှမ်းရေးကိုဦးဆောင်ပါတော့အရင်ကတော့ရုပ်ရှင်ထဲမှာပဲတွေ့ကြဦးလေအပြင်မှာလက်တွေ့ဖြစ်ပြီပေါ့နော်ဒါကလည်းနောက်တဲ့ထူးခြားချက်တစ်ခုပါ အဲ့တော့မင်းညားကဣစရိကလည်းကဘာပေါ်မှာဘယ်သူမှမတွေ့ဘူးတဲ့တမိုင်းမှာကြီးမားတဲ့လက်နက်တွေနဲ့တုတ်ပြန်မယ်ဆိုပြီးတော့မင်းကကြင်ညာတာဖြစ်တဲ့အတွက်တကဘာလုံးကစိတ်ဝင်စားနေစောင့်ကြည့်နေကြတယ်ကျွန်တော်လည်းဒီအချိန်ညာသဒ္ဒနာတီထိုင်ဆောင်နေတယ်မလာသေးဘူးပေါ့အကျွန်တော်လည်းအိတ်လိုက်တယ်ပေါ့အခုမင်းနဲ့အိတ်ရထားတော့တွေ့လိုက်တာကတော့ဒီအီရန်ကဒုံးကျည်ပေါင်း140နဲ့ပြတ်တယ် ဒါပေမဲ့တခုမှပြင်ပကိုထီတဲ့ပုံမပေါ်ဘူးအခုထိပေါ့ဣသရေကလည်းအဲတရင်တွေအားလုံးဖုံးလာတယ်အင်တာနက်တွေဖြတ်ထားတယ်ဆိုလိုချင်တာကအီရန်အီရန်ကပြစ်လိုက်တာကိုထီတာကိုလည်းဣသရေအစိုးရကဘာကိုမပြစေခြင်းအခုထိနောက်ဆုံးရတဲ့တရင်ရပေါ့အခုချိန်ထိနောက်ဆုံးရတဲ့တရင်ကတော့ဒီဣသရေအီရန်ပြစ်လိုက်တဲ့ဒုံးကျည်140ဟာတလုံးမှထီတဲ့ပုံမပေါ်ဘူးပြစ်ချလိုက်နိုင်တယ် အစ္စရေးဝန်ကြီးချုပ်ကလည်းပြင်သစ်နဲ့ UK ကဝိုင်းပြီးပြစ်ချပြီးကိုတောင်းဆိုတယ်ပေါ့အဲ့တော့ဒီအခြေအနေအားလုံးကိုစောင့်ကြည့်ရရင်တမန်ထရန်ကလည်းပြောတယ်အီရန်ကအရေးပေါ်စိတ်ရက်ချင်ပြီပေါ့မနေ့ကမနေ့ကအီရန်ကအကြီးအကျယ်ခံနေရတယ်မနေ့ကဆိုရင်အဖြစ်ပြက်တစ်ခုကအီရန်နိုင်ငံကိုအရှက်ကွဲစေတယ်ကျွန်တော်ကတော့အီရန်နိုင်ငံကိုသွားသတိရတယ်အီရန်နိုင်ငံမှာအမေရိကန် ဒီဒီကိုဝေးကနေဒီစတန်ဦးစေကို တိမ့်မှုလာတဲ့အချိန်တုန်းကခေါင်မိုးပေါ်ကနေပြီးတော့အီရက်ပြန်ကြားရေးဝါဒဖြန့်သမားပေါ့တယောက်က TV ကနေပြီးတော့နေလန်းကလာနေလန်းကလာဝါဒဖြန့်ပြီးတော့ TV သူတို့အီရက် TV ကကြီးညာနေတဲ့အချိန်မှာအမေရိကန်စစ်တပ်ကမြို့ထဲဝင်လာပြီးဗက်ကတက်မြို့တော်ကိုအဲ့ဒီအချိန်မှာသူကဝါဒဖြန့်နေတော့အဲ့ဒီအချိန်မှာဒုံးနဲ့ဒုံးကြီးထိပြီးပျောက်သွားတာရင်းနေပြီပဲပေါ်မှာတော့ အဲ့ဒီအဖြစ်ပြက်အတိုင်းမနေ့ကအီရန်မှာတက်ဖြစ်တယ်။အီရန်အီရန်နိုင်ငံမှာမြန်မာနိုင်ငံအတိုင်းပဲအစိုးရကသတင်းဌာနတစ်ခုပဲရှိတယ်။ညပတိပဲ။ရုံမြင်တာကြပဲ။အစိုးရသတင်းဌာနတစ်ခုပဲနိုင်ငံသားသတင်းဌာနတွေကိုအီရန်နိုင်ငံမှာခွင့်မပြုဘူး။နိုင်ငံသားသတင်းတောက်တွေလည်းခွင့်မပြုဘူး။အင်တာနက်တွေအားလုံးလည်းပိတ်ဆို့ထားတယ်။အဲ့တော့ပြည်သူတွေကမြန်မာနိုင်ငံတိုင်းပဲသတင်းလိုချင်တယ်ဆိုအိမ်ဒီမှာစလောင်းဘုံခူးတက်ရတယ်။အဲစလောင်းဘုံကနေနိုင်ငံသားနိုင်ငံသားသတင်းဌာနတွေကြည့်ရတာ။အဲ့တော့ ဲ့ဒီမှာအီရန်နိုင်ငံမှာတခုတည်းရှိတဲ့မြန်မာအတန်းမြဝတီကဲ့သို့သတင်းဌာနကအနည်းကသတင်းကြေညာနေတဲ့အချိန်မှာအစ္စရေးကပုံကျဲချလိုက်တာအဲ့ဒါသတင်းကြေညာနေတဲ့အမျိုးသမီးထားပြရတယ်ပြီးတော့အဲ့ဒီအီရန်ရဲ့အဓိကရုပ်မြင့်တန်ကြားထုတ်လွှင့်တဲ့ဌာနတခုလုံးဒါအီရန်ရဲ့ဒါဟိုတော်လိုင်းရေးကာလလွန်ခဲ့တဲ့အနည်း၄၅၀တည်းရှိတဲ့တခုတည်းသောဒီသတင်းကြေညာတဲ့ရုပ်မြင့်တန်ကြားဌာနကြီးမင်းတို့ကအစ္စရေးက ပုံကျဲလိုက်တာပြာပြတ်သွားပြီအဲ့တော့မနေ့ကအစ္စရေးကအီရန်ကိုအများကြီးကျဲတယ်နေရာတိုင်းမှာထိတယ်အစ္စရေးအစိုးရကလည်းအီရန်ပြည်သူတွေမျိုးပေါ်ထွက်ဖို့ကြီးညာတယ်ဒီအီရန်ကိုကျဲတယ်နောက်ပြီးတော့သူနျူကလ িয়ার သတ်ရှင်သတ်ရှင်ဆက်ယုံအများကြီးပြာမနေ့ကထိတာအဲ့တော့တင်းကနေညာကတော့အစ္စရေးအီရန်ကပြည်လက်ဒုံးကြီးကအစ္စရေးရဲ့ Haifa မှာရှိတဲ့ရင်းနှီးချက်ဆက်ယုံထိတဲ့အတွက် Haifa ကရင်းနှီးချက်ဆက်ယုံရပ်သွားတာပေါ့တော့မနေ့ကဒီ မမတင်းဝီရင်းညာကမနေ့ကနောက်တက်သတင်းလာနေညာမှာဖြစ်တာကတော့ဘယ်မှာထိလဲမထိလဲဆိုတော့အခုထိမသိရသေးဘူးအဲ့တော့ဆိုလိုချင်တာက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 ဒီအဲ့လိုလှုပ်လိုက်တာဖြစ်တဲ့အတွက် အီရန်နိုင်ငံကချက်ချင်းပဲအာရပ်နိုင်ငံများကတစဉ်ဒီအမေရိကန်နဲ့သဘောတူညီချက်လိုချင်ပါတယ်ဆိုပြီးဂျာဝင်ပြီးဆောက်ရခိုင်းတယ်လို့သတင်းတွေထွက်လာတယ်။ဒါကြောင့်အမေရိကန်သမ္မတကလည်းထူးခြားချက်ဖြစ်ပြီးဆိုပြီးတော့ချက်ချင်း G7 အစည်းအဝေးကနေထားပြန်သွားတယ်။အဲ့တော့မေကွန်ကအမေရိကန်ကတိုက်ပါလား။သမ္မတထွန်းကလည်းထူးထူးခြားခြားဒီဟီရန်ကနေပြီးတော့ပြည်သူတွေအကုန်လုံးရှောင်ကြရှားကြတော့ချက်ချင်းတက်ရည်တယ်။ တော့အမေရိကန်တိုက်မှာလားသူသိမဟုတ်အီရန်ကလိုချင်တဲ့အတိုင်းအီရန်ကအခုကအမေရိကန်ကိုဒူးထောက်ရပြီအခုထွက်လက်သတင်းများအရအီရန်က အမေရိကန်ကိုဒူးထောက်ရပြီအဲ့တော့အာရက်အာရက်ကောင်းဆောင်များကနေတဆင့်အီရန်ကအမေရိကန်သမ္မတနဲ့တဘောတူညီချက်လိုချင်ပြီအဲ့တော့ဒီပြည်သူသမ္မတမက်ခရွန်ကတော့ အမေရိကန်သမ္မတပြန်သွားတာအကောင်းဘက်ကမြင်တယ်လို့ပြောသွားတယ်။ပြီးတော့ UK ဝန်ကြီးချုပ်ကတော့သူ့ရဲ့ကိုယ်ကျိုးအတွက်အမေရိကန်နဲ့ UK နဲ့စီးပွားရေးသဘောတူညီချက်ကိုသမ္မတ Trump လက်မှတ်ထိုးပေးလိုက်တယ်။ပြီးတော့သမ္မတ Trump ကပြောသွားတယ် UK ကပြဿနာမရှိဘူး။ငါနဲ့ပြေလည်တယ်။ငါနဲ့တည့်တယ်။ငါနဲ့တည့်တယ်ပြေလည်ပြီး UK နိုင်ငံကငါကာကွယ်ပေးမယ်ဆိုပြီးကြေညာသွားတယ်။ UK ဝန်ကြီးချုပ်ကတော့အောင်ပွဲရပါတယ်။ပြောချင်တာက ပြဿနာတွေအားလုံးကြားရတဲ့အနေအားလုံးဒီကိုကြိုးတွေကြည်ထားကြတာနောက်တစ်ချက်အီရန်ရဲ့အမှားအီရန်ကဘာမှားလဲဆိုတော့တရင်ဝင်နေညမှာဘလတ်စစ်ဒုံမီဇိုင်းဒုံးကြီးနဲ့အီရန်အစ္စရေးကိုပြစ်တယ်မှန်ပါတယ်အီရန်တော်ပါတယ်အဲ့တော့အစ္စရေးရဲ့ဒုံးခွင်းစနစ်ကိုသူကပြောင်းပြန်လှန်ပြီးတော့သူက ကြော်ခွာပြီးတော့ထိသွားတယ်ဟိုင်ဖာစိတ်ကံကိုထိသွားတယ်အစ္စရေးအကြီးကျယ်အထိနာတယ်မှန်ပါတယ်အီရန်တော်တယ်အဲ့ဒါနဲ့မနေ့ကသတင်းလာနေညမှာမနေ့ကသတင်းလာနေညမှာအီရန်ကကြီးညာတယ်တမိုင်းမှာတစ်ခါမှမဖြစ်ဘူးတာနဲ့အစ္စရေးကိုပြစ်တော့မယ်တကဘာလုံးကစိတ်ဝင်စားစောင့်ကြည့်နေတယ်အထူးသဖြင့်အီရန်ကိုနိုင်ငံရဲ့လူများအားလုံး မသိစိတ်ကနည်းနည်းလေးပြောရင်ကျွန်တော်တော့ပါလိမ့်နည်းနည်းလေးပြောရင်ကျွန်တော်တော့ပါလိမ့်ဒါယိုးသားသားဝင်ခံတာမသိစိတ်ကအီရန်ကိုနိုင်စေခြင်း ਨੇ ဘာလို့အစ္စရေလလူပါဟွာလို့ဒါမသိစိတ်ကပြောတာနော် facts မဟုတ်ဘူးအဲ့တော့စိတ်ဝင်စားအီရန်ဘယ်လိုများဆော်မလဲပေါ့ကြောက်နေတာစိတ်ဝင်စားစောက်ကြည့်တယ်ဒါကဘာလုံးကြည့်နေတာ ဲ့ဒါအီရန်ရဲ့အမှားပဲကျွန်တော်ယင်ထဲမှာလည်းအဲ့လိုပဲထင်တယ်မသိစိတ်ကအီရန်ကအစ္စရေးရဲ့ဒုံးကျည်ကိုကြော်ခွားပြီးတော့အစ္စရေးကို ပြစ်မှတ်တွေကိုထိစေခြင်းနဲ့မကြောက်လေဂါဇာမှာမတရားလုပ်လို့အစ္စရေးကအီရန်ကိုမတရားလုပ်နေလို့ဒါကဘာကြီးမှမတရားလုပ်ပြီးတော့ဒီလုပ်နေလို့စစ်အစိုးရကိုအစ္စရေးကထောက်ပံ့နေလို့စစ်အစိုးရနဲ့ဘလူးပလဲလုပ်နေလို့အဲ့တော့မသိစိတ်က ကျွန်တော်မသိစေကကိုကအဲ့ဒီဒုံးကြီးထိစေခြင်းနဲ့မှတ်လောက်သားလောက်အောင်အစ္စရေးကိုပညာပေးလိုက်စေခြင်းနဲ့အရက်သားတွေတော့မသိစေခြင်းပါဘူး။ဒါမှတပြိုင်နက်တည်းမှာကျွန်တော်ကျွန်တော်ရဲ့မသိစေကပဲဖြစ်နေတယ်အီရန်မှားပြီ။ဘာကြောက်လဲသိလား။ကျွန်တော်တို့ဟာအရှိတရားကိုငြင်းလို့မရဘူး။ ဣသရေလနိုင်ငံကိုတိဆောက်ထားတဲ့ပြင်သစ်အင်္ဂလန်အမေရိကန်ကဣသရေလနိုင်ငံကြာဆုံးတာကိုမမြင်ချင်ဘူးဗျဘာသာတူတာလည်းမဆိုင်ဘူးဘာသာတူတာလည်းမဆိုင်ဘူးဣသရေလကလူသားတွေအနေနဲ့မတရားခါစားကိုလုပ်တာကို မကြိုက်ဘူးဗျအဲ့ဒါအမှန်တရားပဲနော်ဣသရေလကအရန်ဆော့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 နဲ့လုပ်နေတာကိုမကြိုက်ဘူးဗျဒါအမှန်တရားပဲ နော်ဒါပေမဲ့အရှိတရားကိုကျွန်တော်တို့လက်ခံရမယ်ဘာလဲသိလားဣသရေလနိုင်ငံကိုတိဆောက်ထားတဲ့တီထောင်ထားတဲ့အင်္ဂလန်ပြင်သစ် US ကအီရန်အဲ့လိုလှုပ်လိုက်တယ်ဒီလားကိုလက်ခံမှာမဟုတ်ဘူးလေအဲ့ဒါအီရန်ရဲ့မဟာအမှားပဲအဲ့တော့သူဘာလုပ်မှာထင်လဲမနေ့ကဣသရေလပြစ်လိုက်တာ အစ္စရေးကိုပြစ်လိုက်တဲ့အီရန်ရဲ့ဒုံးကျည်တွေကိုကျွန်တော်ထင်တယ်အမေရိကန် US ပြင်သစ်တို့ကဝိုင်းပြီးပြစ်ချပေးလိုက်ပြီအဲ့ဒါဘာလဲသိလားအစ္စရေးကိုနိုင်စေခြင်းလို့မဟုတ်ဘူးအီရန်ကိုလည်းမနိုင်စေခြင်းလို့မဟုတ်ဘူးအဲ့တော့အီရန်ကိုလည်းမနိုင်စေခြင်းလို့မဟုတ်ဘူးသူတို့ရဲ့ဒီပညာအရှက်အကွယ်မခံနိုင်ဘူး ြောချင်တာကဣသရေလတနိုင်ငံတည်းနဲ့အီရန်ရဲ့ဒုံးကျည်ကိုမနိုင်ဘူး။ဒါမဲ့အနောက်နိုင်ငံဤပညာဖြစ်တဲ့အမေရိကန်ပြည်သစ်အင်္ဂလန်တို့ရဲ့ဤပညာနဲ့တော့ဣသရေလကကျော်လို့မရဘူး။အဲ့ဒါကိုကဘာမှာရှိတဲ့တရုတ်နဲ့ရုရှားကိုဒီသုံးနိုင်ငံကပြကျင်တာ။ဣသရေလနဲ့အီရန်ကဂျာရီယာပရောက်စီပဲ။ဒီစစ်ပွဲရဲ့ ဘယ်လိုပြောမလဲလက်ဝေခံနေပဲအဲ့တော့မိမွေးတာတွေဘာတွေခဏနေဦးဗျာအဲ့ဒါခဏလေးနေဦးဝင်ဝင်ပြင်းမပြောနဲ့ကိုယ့်အကူရေးခြင်းကိုကိုရဲ့ဘဝမှာသာရေးဗျာနော်ဟုတ်ပြီနော်ဘာမှဝင်မရေးပါနဲ့ဦးဟုတ်ပြီနော်ကိုယ့်အကူပြောပြောခြင်းကိုဘဝမှာကိုသာရေးအဲ့တော့ပြောခြင်းတာက တကယ်အရှိတရားဟာအီရန်ကပြစ်လိုက်တဲ့ဒုံးကြီးဟာအစ္စရေးမှာရှိတဲ့ပစ္စည်းလောင်းနဲ့မနိုင်ဘူး။ဒါပေမဲ့တကယ်တမ်းအမေရိကန်ပြင်သစ် UK တို့မှာရှိတဲ့နည်းပညာနဲ့ဆိုရင်တော့ပြစ်ချနိုင်တယ်။အဲ့ဒီအခြေအနေများအရမနေ့ကဒီဒုံးကြီး140ကိုအစ္စရေးကိုမထိတာဟာဒီသုံးနိုင်ငံကဝင်ပြီးတော့ ပြစ်ချလိုက်တဲ့သဘောရှိတယ်။ဒို့ဒီမဟုတ်အကြောင်းအရာတစ်ခုကြောင့်အဲ့ဒီဒုံးကျည်တွေမထီတော့ဘူးဒို့ဒီမဟုတ်အီရန်ကလည်းရှော့ပေးလိုက်တဲ့ပုံစံဒီနောက်ဆုံးအမေရိကန်ကအမေရိကန်ကိုနဲ့ဒီသဘောတူညီချက်ရဖို့အာရဗ်နိုင်ငံများရဲ့ဂျာဝင်မှုအဆင်ပြေသွားတဲ့ပုံစံရှိတယ်။ဒါကြောင့်အမေရိကန်သမ္မတချက်ချင်းထားပြတာ ထပြေးတယ်သူများကအဲ့လိုဖြစ်အောင်ဒီမိုကရေစီစနစ်နဲ့နှီးပညာတွေတိဆောက်ထားတာလေကိုကအာဏာရှင်တွေဖြစ်နေပြီးတော့ကိုပြည်သူ ကိုပြန်တတ်ပြီးတော့ကိုပဲကြီးပွားအောင်လုပ်နေပြီးတော့သူများကဒီမိုကရေစီစနစ်နဲ့ဒီပညာတွေတိုးတက်အောင်လုပ်ထားတာကိုကြီးနိုင်ငံချင်းလို့ပြောရဲဆိုရင်လည်းကြီးနိုင်ငံချင်းပဲပေါ့ဗျ။ညောင်ကြည့်ပါ။ဒီနေ့ ဒီပဋိပက္ခထဲမှာဘယ်ဒီမိုကရေစီနိုင်ငံမှဒုက္ခမရောက်ဘူးပြန်အာနာရှင်ဖြစ်နေတဲ့အီရန်နိုင်ငံလက်ရစွန်းတဲ့အစ္စရေးအကြမ်းဖက်သမားဖြစ်တဲ့ဂါဇာမှာရှိတဲ့ဟာမတ်စ်သူပြည်သူကတော့တစားကံဖြစ်တာပေါ့ပြီးတော့ဟစ်ဘိုလာသူတို့တွေဒုက္ခရောက်တာဂျပန်နိုင်ငံအေးဆေးပဲ ဒီမိုကရေစီနဲ့ဆော်ဒီအေးဆေးပဲနာဒူဘိုင်းအေးဆေးပဲဒူးနံပြီးနေတယ်ဂျော်ဒန်အေးဆေးပဲကိုအတော့မကြတာဘူးသူများကကြီးနိုင်ငယ်ချင်းလှုပ်တယ်လို့ကိုအပြစ်ကိုကိုဖုံးပြောနေတာနဲ့အတူတူပဲကိုရင်အတော့ကြအောင်လို့ကိုရင် ကိုပြည်သူကိုရင်ချစ်အောင်ကိုပြည်သူကိုကိုစိတ်ကြိုက်နှိပ်စက်ပြီးမှ ကိုပြည်သူစိတ်ကြိုက်တိတ်ဆက်ပြီးမှဒီမိုကရေစီစနစ်ကနေသူ့ပြည်သူကိုသူချစ်တယ်သူ့ပြည်သူသူကောင်းစားအောင်လုပ်တယ်အဲ့ဒီကနေသူနီးပညာသူ့ပြည်သူတွေကိုသူပြုစုပြုထောင်ပေးပြီးနီးပညာရတယ်အဲ့ဒီကနေသူကအရန်တော်နေတာကိုကိုအသုံးမကျတာကိုသူများတော်နေတာကနေပြီးတော့အနိုင်ကျင့်နေဆိုပြီးလာပြောနေရင်တော့လောကကြီးမှာခံပါလေဒီငယ်ရဲ့ပဲကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဒီစစ်အာဏာရှင်ကလည်းဒီသဘောပဲ ဆရာနာရှင်ကမတရားလုပ်နေတာသူ့ပြည်သူသူတန်းနေတာသူ့ကိုကြိုးစည်းဝါပဲလုပ်နေတာသူ့ပြည်သူတွေကိုပြုစုပြုတော်မပေးဘူးပညာမသင်ပေးဘူးအဲ့တော့သူအသုံးမကျဘူးသူအသုံးမကျလို့သူ့ပြည်သူပါခံရတာအဲ့ဒီချိန်မှာသူများကထိုင်းကတာဝါတာမလေးကတာဝါတာကိုငါတို့ကိုကြီးနိုင်ငံကြီးလုပ်တယ်လို့ပြောတယ်ဆိုတာမေးမှန်မှမလဲတော့ကိုကိုမတရားဖိနှိပ်နေတယ်ဒီဆရာနာရှင်တွေကိုကိုကဖြုတ်ချရမှာ ုဖြုတ်ချပြီးတော့ကိုလေသူများလို့ပဲအမေရိကန်နဲ့တအောင်ကြိုးစားမယ်အမေရိကန်ဒီမိုကရေစီဆိုဒီမိုကရေစီနဲ့ပိုကောင်းတဲ့စနစ်သူ့ပြည်သူကိုခွင့်ပြုတဲ့စနစ်ကိုကြိုးစားရမှာဗျာကိုကသူများနဲ့မကြိုးစားဘူးအလုပ်လည်းမလုပ်ဘူးပြင်းကြီးနေပြီတနေ့တနေ့တောက်စားမှုရင်းနေပြီသူများချမ်းသာသွားတဲ့ခါကျမှဒီကောင်တွေကပတ်စံနဲ့လာပြီးငါတို့အနိုင်ကျင့်တယ်လို့ပြောလို့ဘယ်ရပါမလဲအဲ့ဒါကဘာကြီးရဲ့အမှန်တရားပဲ ကိုကတတိသနိကဘာကြီးမှာဟိုကိုပြည်သူတွေကိုတိုးတက်ဖို့မလုပ်ပေဘူးကိုပြည်သူတွေမှိုင်းတိုက်တယ်ကိုပြည်သူတွေကိုဘာသာရေးနဲ့မှိုင်းတိုက်ထားတယ်ကိုပြည်သူတွေကိုဘာသာရေးနုံထဲမှာညှက်ထားတယ်ကိုပြည်သူတွေကိုနှိမ့်ဆက်တယ်ညှဉ်းပန်းတယ်ကိုပြည်သူတွေကိုတုံးအောင်လုပ်ထားတယ် ဲ့လိုမျိုးအနေထားတွေနေလောက်ထားတာဖြစ်တယ်ဖြစ်တယ်အတွက်ဒီနေ့ကြမှာဟိုလူကအနိုင်ကျင့်တယ်ဒီလူကအနိုင်ကျင့်တယ်ဆိုပြီးတော့ပြောလို့ပဲရပါမယ်နောက်တစ်ခုတကယ်တမ်းနိုင်ကျင့်လားနိုင်နိုင်နဲ့နီးရှိနိုင်အောင်လုပ်တယ်စောစောတည်းကကျွန်တော်ပြောဘူးတယ် emotion မပါဘူးအီရန်ဘရောမှမနိုင်ဘူးလို့ဘာကြောက်လဲ အစ္စရေးကစရဲစပေးလိုက်တာ နောက်မှဒီသုံးနိုင်ငံပါတယ်ဒီသုံးနိုင်ငံကသူတို့ရဲ့နီးပညာတွေကြဆုံးတာကိုခွင့်ပြုမှာမဟုတ်ဘူးအဲ့ဒါကိုဘသူကစောက်ကြည့်နေတာလဲတရုတ်နဲ့ရုရှားကစောက်ကြည့်နေတာပြောချင်တာကအပီးဖြိုတော့မှာဗမာထရန်ဦးပြန်သွားတာကအီရန်မင်းအေးစေးလက်မှတ်ထိုးရင်ထိုးမင်းမင်းညူကရလက်နဲ့ကိုအပီးစွန့်တော့အပြက်လက်မှတ်ထိုးမထိုးဘူးလားမင်းကိုတိုက်ပြီ ဲ့ဒါကမီးစိမ်းပြလိုက်တာပဲအဲ့တော့တေးဥရုရှားပါလုံးနေလေကျွန်တော်သိသလောက်တော့ရုရှားကသူ့ရဲ့ဒုံးပြဒုံးပြန်ပညာရှင်တွေနျူကလ িয়ার ပညာရှင်တွေအားလုံးအီရန်နေပြန်ခေါ်လိုက်ပြီဝင်တိုက်ဖို့နေတာသူ့လူတော်သူပြန်ခေါ်ထုတ်သွားပြီထိုလ်လီကောင်မဲ့တေးဥလဲထိုနီလေကောင်သူ့နိုင်ငံသားတွေအားလုံးအီရန်နေပြန်ခေါ်ပြီအစ္စရေးပြန်ခေါ်ပြီအဲ့တော့အီရန်ဟာ သူ့အနောက်မှာ background မရှိဘဲနဲ့ထပြီးကျဲတာကျောင်းနာကအမေရိကန်သမ္မတမနီကပြင်သာရှင်းလေးမှာငါသူ့ကိုရက်ပေါင်း60အချိန်ပေးထားပြီးပြီရက်ပေါင်း60အချိန်ပေးထားပြီးပြီသူအဲ့ဒါကိုဈေးစင်နေတယ်အခုသူခံရတာပဲအစ္စရေးကလည်းပါလေအမေရိကန်နဲ့အီရန်နဲ့သဘောတူညီချက်ရသွားရင်သူလုံချင်တာမလုပ်ရမှာဆိုလို့အရင်ဥအောင်စော်ထဲလိုက်တယ် อิสราเอลကဥအောင်မှွေလိုက်တဲ့ခါကျတော့အမေရိကန်နဲ့ပြင်သစ်အင်္ဂလန်ကဘာမှလုပ်မရပဲဝင်ပါပေးလဲရတယ်အဲ့ဒါအရှိတရားပဲဗျအဲ့တော့ဘလောက်စိတ်ဝင်စားစရာကောင်းလဲဆိုတော့သူများကိုသူကအာကျဲနေတယ်သူ့ပြည်သူကိုသူနှိပ်စက်ထားတယ်သူ့ပြည်သူကိုစာမတက်အောင်လုပ်ထားတယ်သူတို့စစ်ဘုရုပ်တွေပဲโอเคနေတယ်အတိုင်းပြေသူတို့စစ်ဘုရုပ်တွေပဲလုံစားနေတယ် ဤဒါမှာတကယ်တမ်းသူ့ရဲ့ကောင်းကင်ယံကိုနှစ်ရက်နဲ့အစ္စရေးကရပါတယ်အဲ့တော့နှစ်ရက်အတွင်းမှာအီရန်ကအစ္စရေးလုချင်တာလုလို့ရအောင်ပြုံညံတယ်အဲ့ဒါအရှိတရားပဲအဲ့တော့အမေရိကန်ကိုနိုင်ကျင်တယ် UK ကိုနိုင်ကျင်တယ်ဆိုရင် ဒီမိုကရေစီလုံးမနိုင်ဘူးအမေရိကန်စနစ်ကိုသုံးမှာအမေရိကန်စဉ်းစားသလိုစဉ်းစားမှာအမေရိကန်ပညာတော်သလိုတော်အောင် လုံးမှာအမေရိကန်စီးပွားလုပ်သလိုလုံးမှာရပါအဲ့တော့ကိုကိုကအပြည့်စည်မခံပဲအမေရိကန်နဲ့အတူတူနေပြီးအမေရိကန်ကနေရာသလောင်နှိုက်ပြီးကိုကအင်အားကြီးထွားအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆော်ဒီအာရေဗျာကူဝိတ်အီရန်အီရက်အဆော်ရီအမ်အမ်အမ် UAE ာတာဘာရိန်ဂျော်ဒန်တို့အီဂျစ်တို့ကစူးစမ်းနေတာပြောချင်တာကအမေအစ္စရေးကိုထိန်းချင်ရင်အမေရိကန်နဲ့ပြည်လဲပြီးအမေရိကန်ဒီပညာနဲ့အစ္စရေးကိုတန်းတူထားတာပါမှာအစ္စရေးကိုနိုင်ကျင်နေဆိုရင်အမေရိကန်ကိုဆန့်ကျင်ပြီးအီရန်လို့တို့လို့ဆာဒန်ဟူစိန်လို့တို့လို့လစ်ဗျာလို့တို့လို့လုံးရင်ကိုပဲကြာဆုံးသွားမှာအဲ့ဒီအချက်အရာကိုဟာသူတို့နဲ့တာအောင်လို့ဒါကြောင့်ဒူဘိုင်းတို့ ကာတာတို့ဆော်ဒီတို့ကနီးပညာတာအောင်စူးစမ်းနေတယ်သူသူပြည်သူတွေကိုဒီကိုသူကပညာသင်ပေးတယ်ပိုက်လော့တွေဖြစ်အောင်လုပ်တယ်ပညာကဘာကဘာနိုင်ငံတွေနဲ့စီးပွားလုပ်တယ်ကဘာလုံးနဲ့တဲ့ပြီးသူ့နိုင်ငံချမ်းသာအောင်နီးပညာစုဆောင်တယ်လက်နက်စုဆောင်တယ်နီးပညာတတ်တွေစုဆောင်တယ်စီးပွားရေးစုဆောင်တယ်ကဘာလုံးကနေဖိတ်ခေါ်တယ်အဲအနေမှာပြည်စင်နေတာပကုန်းချင်းရှင်ဖို့အတွက်သူများကိုပကုန်းချင်းရှင်ဖို့အတွက်ကိုယ်မှဘာမှမရှိဘဲနဲ့ထပြောနေဘုသူပြက်စီလေကိုပဲပြက်စီတာ အခုဆိုရင်အီရန်ကအရှက်တကွဲကျိုးနေတယ်သူရုပ်မြင့်တင်ညာဌာနကြီးအတက်ကဲခံလိုက်ရတယ်အီရန်ပြည်သူတွေတိုင်းပြည်အကုန်ထွက်ပြေးရပြီအခုအစိုးရကဘာမှမကာဝယ်ပေးနိုင်ဘူးအဲ့တော့အဲ့ဒီတဲမှာမှသူ့မှာရှိတဲ့ဒုံးကျည်နဲ့အစ္စရေးကိုပြစ်ပြစ်ရင်ရနိုင်တယ်အစ္စရေးကလည်းမကာကွယ်နိုင်တော့ဘူးအဲ့ဒီတဲမှာမှသူ့မှာဓာတ်တီဘုံလို့ခေါ်တဲ့နျူကလ িয়ার တော့မဖြစ်သေးဘူးနျူကလ িয়ার နီဘာဆိုတဲ့ဒုံးတွေနဲ့ပြစ်နိုင်တယ် ဒါပေမဲ့အဲ့ဒါကို အမေရိကန် UK ပြည်သစ်က ခွင့်ပြုမလားဆိုတဲ့မေးခွန်းအကြီးကြီးရှိတယ်။တမိုင်းကြောင်းအရာတမိုင်းကြောင်းအရာဘလူနီးနဲ့စဉ်းစားစဉ်းစား UK အစိုးရပြည်သစ်အစိုးရနဲ့အမေရိကန်အစိုးရသည်အဲ့ဒီအဆင့်ထိအီရန်ကပြစ်တာကို အစ္စရေးကမခုခံမကာကွယ်ပေးနိုင်ပေငုတ်တုတ်ထိုင်ကြည့်မှာမဟုတ်ဘူး။အဲကြောင့်အီရန်ကနောက်တစ်ဆင့်တက်လိုက်တာဟာ အီရန်အတွက်သူ့တူတွေသူပူလိုက်တာပဲပြောချင်တာကအီရန်မှာရှိတဲ့လက်နက်တွေကအမေရိကန် UK ပြည်သစ်သုံးနိုင်ငံပေါင်းလက်နက်တွေကိုကျော်လွှားနိုင်တယ်ဆိုရင်တော့အီရန်က80တိုးရင်သူတို့ဘာမှမတတ်နိုင်ဘူးဒါပေမဲ့ဒီသုံးနိုင်ငံလက်ပိုက်မကြည့်ဘူးဘာကြောင့်လဲသူတို့တိစောက်ထားတဲ့နိုင်ငံကြီးအဲ့ဒါဒီအရှိတရားပဲ အသင်ကအီရန်ကိုဘလောက်ပဲနိုင်ကျင်နိုင်ကျင်အသင်ကအစ္စရေးကိုဘလောက်ပဲနိုင်ကျင်နိုင်ကျင်အဲ့ဒါကအရှိတရားမဟုတ်ဘူးအရှိတရားဟာဒီသုံးနိုင်ငံကြီးကနောက်တစ်ချက် G7 နိုင်ငံတွေအားလုံးအီရန်က80တိုးတာကို မလိုလားတော့ဘူးဘာဖြစ်လို့လဲရေနံစည်းတက်မှာဆိုလို့အရှိလက်ပိုင်းတခုလို့မိဘွားတွေဖြစ်သွားမှာဆိုလို့အာရဗ်နိုင်ငံတွေကိုယ်တိုင်ကအီရန်မှာလူကြီးရလက်နဲ့ရတာကိုမလိုချင်ဘူး အီရန်ယူကရိုင်းလည်းနဲ့ရသွားရင်သူတို့လည်းနျူကလီးယားလည်းနဲ့လိုက်လောက်ရတော့မယ်ဖိုနီကောင်မဲတူတကီးယားလည်းလဲလောသူတို့အဲ့ဒါမလို့ခြင်းဘူးသူတို့နျူကရိုင်းလည်းနဲ့မပါဘဲနဲ့အမေရိကန်ကိုတခြားနည်းနဲ့ချင်းကပ်ပြီးသူတို့နိုင်ငံတွေနဲ့သူတို့ပြည်သူတွေကောင်းစားဖို့ကြိုးစားကြမှာအစ္စရေးကတော့သူနျူကရိုင်းလည်းနဲ့ပဲရရပါပဲရရအစ္စရေးနိုင်ငံကတည်တည်လေးပြဘလို့မှအာရဗ်ကမ္ဘာမှာလူရမဝင်ဘူးကြောက်ချင်တာကဒါကြောင့်လေအစ္စရေးနိုင်ငံဟာဥရောပမှာလာပြီးလူရဝင်နေရတာ ဲ့တော့အရှိတရားအရာကိုဒီကိုနိုင်မြေနဲ့ကိုနိုင်ငံနဲ့ကိုအပြည့်စည်ဘယ်သူမှမခံဘူး။ဘာကြောက်လဲမနိုင်လို့အရက်လူမျိုးတွေလည်းနိုင်နေတာပေါ့မနိုင်မန်းသိတာကိုဝင်မပါဘူးအဲ့တော့တချို့သောလူတွေကမနိုင်မန်းသိတာကိုအတင်းအကျပ်နိုင်စေခြင်းနေကြတာပြောချင်တာကကိုယ်မှလည်းဘာမှမရှိဘဲနဲ့နိုင်စေခြင်းနေကြတာအဲ့တော့အမေရိကန် UK ပြင်သစ်ကကဘာကြီးကိုသူတို့ပဲဥဆောင်နေတယ်ဆိုတာကိုလက်တွေ့ပြပြီအချိန်တိုင်းသူတို့ပြန်ပေါင်းလာတာပဲမြင်အောင်ကြည့်ပါကဘာကြီးကိုတရုတ်နဲ့ရုရှားဥဆောင်တာကိုသူတို့ဖွင့်ပြမှာမဟုတ်ဘူးအဲ့တော့တရုတ်နဲ့ရုရှားကလည်းဒီသုံးနိုင်ငံ ਨੇ ထိတ်တိုက်တွေ့ဖို့အစင်းသင်းမဖြစ်သေးဘူးသူတို့အကျိုးစီးပွားလည်းမဟုတ်ဘူးအဲ့တော့နောက်ဆုတ်လိုက်ပြီနောက်ဆုတ်တော့အီရန်က ကြားထဲကနေခံရပြီအဲ့တော့မဖြစ်နိုင်တာကို ဖြစ်အောင်သွားလုပ်တဲ့အခါမှာခံလိုက်ရတာပဲဒါတော့ပါကစ္စတန်အိန္ဒိယကလက်နေရတဲ့အချိန်မှာသူ့ဒေသသွင်းနိုင်ငံတွေကအစ္စရေးလို့ဝင်ပြီးတိုက်မဲ့နိုင်ငံမရှိဘူးမရှိတော့ရပါတော့ဒီမှာကအရှိလက်ပိုင်းမှာကနျူကလ িয়ার လက်နေရရင်အစ္စရေးကခွင့်မပြုတာဖြစ်တယ်အစ္စရေးတိုက်ရင်အမေရိကန် UK ပြည်သက်ကပါကိုပါနေရတယ်အခြေအနေအကြောင်းကြောင့်အဲ့ဒါကြောင့် အရှိလေပိုင်းဒေသမှာ new year လက်နဲ့အိမ်မက် matching ဟာကိုယ်တွေတွေကိုပြူးခြင်းပဲအဲ့ဒါအီရန်ရဲ့မဟာအမားပဲအဲ့တော့အီရန်နိုင်ငံကိုနိုင်ငံကြားရေး policy အရဘဲကဘဘဲနိုင်ငံဘဲအနောက်နိုင်ငံမှာ new year လက်နဲ့အီရန်နိုင်ငံရသွားတာကိုမလိုလားဘူးအဲ့ဒါအရှိတရားပဲအဲ့တော့အီရန်နိုင်ငံကသူ့ပြည်သူတွေကိုသူသမင်းဝအောင်ယဉ်ကျွေးရမယ် သူ့ပြည်သူတွေကိုသူအရင်တိုးတက်အောင်လုပ်ပေးရမယ်။သူ့ပြည်သူတွေကိုထမင်းဝအောင်မကြွေးပဲနျူကလ িয়ার အိမ်မက်မှတ်တယ်ပြည်သူတွေကိုဆင်းရဲဒုက္ခတွေပို့ထားတာဖြစ်တဲ့အတွက်အီရန်နိုင်ငံကကြားဆုံးမှာပါလေ။အီရန်လူမျိုးတွေမှကြားဆုံးဘူးလို့အာနာရှင်ကြားဆုံးမှာအီရန်နိုင်ငံကတည်ရှိနေဦးမှာအီရန်လူမျိုးတွေတည်ရှိနေဦးမှာဒီအာနာရှင်မရှိတဲ့တာယာသောလူပါဒီမိုကရေစီစနစ်နဲ့ ြည်သူတွေကိုစောက်ရှောက်တော့အီရန်အစိုးရပေါ်လာရင်အီရန်ပြည်သူတွေတဲ့အကျိုးရှိပါတယ်အဲ့ဒါအရှိတရားပါအဲ့တော့အီရန်ဟာသူ့နောက်မှာဘယ်သူမှမရှိဘဲနဲ့အချက်တွေအကျိုးနဲ့ဖြစ်ရပြီအလွန်မတရှက်ဖို့ကောင်းတယ်ပြောချင်တာကငကိုတွေကထမပြိုင်နေတယ်ဗျသိတယ်မလားမနိုင်ဘဲနဲ့ထပြိုင်တော့ဦးကိုပဲခံရတာပေါ့ဒါကိုဆိုလို့ကျင်တာအလုံးမင်းပါ